မင်းအောင်လိုင်း၏နောက်တစ်ကြိမ်ဘန်ကောက်ဒေါ်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။မင်းအောင်လိုင်းသည်မြန်မာနှစ်တေကူနေ့ AP 18ရက်နေ့တွင်မလေးရှားဝန်ကြီးချုပ်အန်နဝါဘီဘရာဟင်နှင့်တွေ့ဆုံရန်ဘန်ကောက်သို့ရောက်ရှိလာပြီးဟုသိရပါရယ်။အန်နဝါသည်ထိုင်းဝန်ကြီးချုပ်ပေထုံတန်ရှင်နဝါထရာနှင့်တွေ့ဆုံရန်ဘန်ကောက်သို့ရောက်ရှိနေစဉ်အတွင်မင်းအောင်လိုင်းအားလာတွေ့ရန်ဖုန်းဆက်ခေါ်လိုက်ခြင်းဖြစ်ပါရယ်။ အနဝါက၎င်းဖုံးတစ်ချက်ဆက်လိုက်ုံဖြင့်ယခုလိုမြန်မာနှစ်တစ်ကူနှစ်ဆန်းတစ်ရက်လိုအခကြီးရက်ကြီးတွင်ပင်တွေ့ရန်သဘောတူခဲ့ခြင်းအတွက်ကျေးဇူးတင်ကြောင်းနှင့်နိုင်ငံတွင်စီရေးများရက်တက်မည်ဆိုလျင်အကူအညီများပေးမည်ဟုရှင်းရှင်းလင်းလင်းအတိပေးသွားမည်ဟုဆိုပြီးယခုတွေ့ဆုံပြီးအရေးသည်လဲလူသားချင်းစာနာထောက်ထားမှုနောက်ကံပြင်တွေ့ဆုံခြင်းဖြစ်သည်ဟုပြောကြားမလေးရှားသတင်းစာများတွင်ကြီးသားထားပါသည် အနဝါဒီ၎င်းမှာအပြည့်ရရန်ဖုံးဆက်ပြောပြီးနှစ်ရက်အကြာတွင်မင်းအောင်လိုင်းမှာရက်ဆိုင်ပေးခဲ့သည်ဟုလည်းပြောပြန်သည်မင်းအောင်လိုင်းသည်ဘန်ကောက်တွင်သူကိစ္စနှင့်သူရောက်နေသောအနဝါဘီဘရာဟင်တဦးတည်းနှင့်သာတွေ့ဆုံမည်ဖြစ်သည်တဲ့င်းတွင်တာစင်နှင့်တွေ့ရန်ရှိသည်ဟုဖော်ပြမထားတော့လေအနဝါကမှ၎င်းနှင့်တွေ့ရန်ရှိသည်ဟုဆိုသည် ကုလသမဂ္ဂမှာပဲစစ်ကောင်စီအပြစ်ရရေးသည့်ဟန်ပြတာပြကြောင်းစကိုင်းမကွေးဘက်ကိုမန္တလေးကယင်းရှမ်း ချင်းအေယာဝတီကက်ချင်းကရင်မော်နေရခိုင်တို့တွင်လေးချောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုများဆက်လက်ကျူးလွန်ခဲ့ကြောင်းနှင့်ဧပြီလ9ရက်နေ့ဝန်းတုံမြို့နှင့်လေးချောင်းတိုက်ခိုက်မှုအတွင်တည်ဆုံခဲ့ကြသည့်ကလေးငယ်များနှင့်ပြည်သူများ၏သတင်းတပ်ပုံများကိုလည်းထုတ်ပြန်ပြောဆိုထားသည့်အတိုင်းယုံကြည်နေခြင်းသည်မိများအထူးယူသွလှပေးသည်။မင်းအောင်လိုင်းကပစက်ကအပြစ်ရရေးနောက်ထပ်6လတက်တန်းထပ်တိုးပေးမည်ဟုပြောလျင်လည်းယုံကြည်ကြမိသူများသာဖြစ်သည်။ ။တာဆင်နဲ့အာဆီယံကတရုတ်ကြီးဤထားရနေစီရသွားတပည့်ကြီးအားသိမ်းသွင်းလို့ရမည်ဟုယူဆနေသည်ကလည်းအံ့ဩဝယ်ပင်ဖြစ်သည်။ငလင်နိုင်ငံရေးနှင့်လူရဝင်လာသောမအာလာသည်သွေးနှထင်ရောက်လာပြီးပြီးခဲ့သည့်ဘန်ကောက်ခီးစင်တွင်အဆင်နှင့်ဆက်ဆံခံရသည်ကိုအမှတ်ရှိပုံမရပေ။ယခုလည်းတရုတ်ကြီးဤတပည့်တပန်းအဖြစ်မှလူရဝင်ခြင်းနေပုံရယူလေ။အန်နဝါကဖုန်းလေးတစ်ချက်ဆက်ယုံများနှင့်အပြေးပေါက်ချလာခြင်းလည်းဖြစ်သည်။ ၎င်းအားအဘဲကြောင့်အန်နဝါသည်မလေးရှားသို့မဖိတ်ကြဘဲနေလီတနီးဆိုသည်ကိုလည်းစဉ်းစားနိုင်ခြင်းမရှိတော့မြည်တော့ပင်ဆိုစီငင်းကလင်ကြီးကြောင့်၎င်းတို့ရာသစ်နေပြီးမှကြာပြီးဖြစ်သည့်နိုင်ငံတကာအသိအမှတ်ပြုခံရမှုစရောက်လာလိမ့်ပြီးဟုကြည်နူးနေကြမိသားဖြစ်သည်၎င်းတို့အဖွဲ့ကလူမှုခန်းစားနေရသောဒုက္ခဒုက္ခများကိုမီး၍အခွင့်အရေးများရနိုင်သမျှတည်ယူနိုင်ရန်စီမံနေကြပြီးဖြစ်သည် လာရှုအချင်းတောင်မှလွမြောက်ခဲ့သောနိုင်ငံရေးအကျဉ်းသား200ခန်းနှင့်စီဒီအန်ဝန်ထမ်းများသည့်စစ်ကောင်စီတပ်များလာရှုတို့ဝင်မလာမီအ мян ရွှေပြောင်းရန်ပြင်ဆင်နေကြသည်ဟု DPP သတင်းကဆိုပါသည်။အများစုသည် လောက်ကင်အပါဝင် MNDAA ထိန်းချုပ်ထားသည့်မြို့များသို့ရွှေပြောင်းချမည်ဟုသိရသည်။လာရှုမြို့ပေါ်အားစစ်ကောင်စီမှအုပ်ချုပ်မည်ဖြစ်ပြီး MNDAA သည်မြို့ပြင်ရှိကျေးရွာများကိုထိန်းချုပ်ထားမည်ဖြစ်သည်။လာရှိုရှိတရုတ်ကောင်စစ်ဝင်ယုံမှနှစ်ဖက်တပ်များအကြားကြားနေသူအဖြစ်ထိန်းသိမ်းသွားမည်ဟုသိရသည် ထို့အတိုင်းဆိုကတရုတ်သည်စစ်ကောင်စီအားရက်ရွာညင်ဝတ်ပြည်ပြားရေးကိုသာတာဝန်ယူခိုင်းပြီးလာရှုံမှတဆင်ရှမ်းမြောက်ဒေသရှိနိုင်ငံရေးစီရေးစီးပွားရေးများကိုကျိုးကန်သွားကြမည်ပုံစံမျိုးဖြစ်လာနေသည်ကျမိုက်တဲ့ရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။